မင်္ဂလာပါရှင် CNN သတင်းဌာနရဲ့တပတ်အတွင်းသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတော့ကျွန်မရန်နာနဲ့အတူကျွန်တော်အောင်ပြည့်တို့ကတင်ဆက်ပေးမှာပါ။ဒီတစ်ပတ်မှာရောဘလို့သတင်းကြောင်းအရာတွေကိုဆွေးနွေးဖို့ရွေးချယ်ထားတယ်လဲဆိုတာကိုပြပြပေးပါအောင်။ဒီတစ်ပတ်မှာတင်ဆက်ဖို့ရွေးချယ်ထားတာကတော့ဒီငင်းငယ်လုံနိုင်မဲ့အခင်းကျင်းကိုနတ်ဆက်ကဆုံးရဲတင်တယ်ဆိုတဲ့အကြောင်းနဲ့ဒီတရုတ်နဲ့ TNL ရဲ့ချင်းကပ်ပုံကဘာတွေကွာခြားနေလဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ဒါဆိုရင်ငင်းငယ်လုံနိုင်မဲ့အခင်းကျင်းကိုနတ်ဆက်ကဆုံးရဲတင်တယ်ဆိုတဲ့အကြောင်းကိုဟိုပထမဦးဆုံးအနေနဲ့ဆွေးနွေးကြပါမယ်။လက်ရှိနိုင်ငံရဲ့အခြေအနေက၄နှစ်ကျော်ကျော်လောက်ထိကိုလက်နက်ကင်ပြိပခတ်တန် ံခဲ့ရတယ်။ဒါကကိုကိုတိုင်ဖန်တီးထားတဲ့ပြိပခါမှုလို့ကိုကိုတိုင်ကပဲရှော့ချနိုင်အောင်ဒါမှမဟုတ်ရဲစဲနိုင်အောင်ပပျောက်နိုင်အောင်လုပ်နိုင်စွမ်းရှိတယ်ပေါ့လေ။လက်ရှိတော့ဒီနိုင်ငံတစ်ခုလုံးရဲ့အရေးအကြိစအဝဝကိုတာဝန်ယူဆောင်ရွက်နေတဲ့ဒီ SSC အနေနဲ့ကပို့ပြီးတော့အမြင်ကျေဖို့လိုတယ်။ပို့ပြီးတိခတ်နိုင်မှုနဲ့ပြီးအမျှော်မြင်ရှိရှိနဲ့လက်ရှိပြိပခါကိုကျော်လွှားနိုင်မယ့်အစီအမံတွေကိုဥဆောင်ဥရပြုပြီးတော့လှုပ်ဆောင်တင်တယ်ပေါ့လေ။ဥမာဒီငင်းငယ်တကားဖွင့်ထားတဲ့ဆိုရင်လောက်မဟုတ်ပဲနဲ့ပေါ့။ဒီဖွင့်ထားတဲ့ငင်းငယ်တကားတွေကိုတက်ဆိုင်သူတွေဝင်လာနိုင်တဲ့အခင်းကျင်းမျိုးကိုနာဆကအနေနဲ့ကအလေးထားဆောင်ရွက်နိုင်ရင်တော့ဒီအကြက် ဲကျော်လွားနိုင်တဲ့လမ်းစာတွေပါတယ်အစဖော်နိုင်လိမ့်မယ်ဆိုပြီးတော့သုံးသပ်ပြောဆိုမှုတွေတွေ့ရပါတယ် ီးတော့ဗော်ဒီတရုတ်ရဲ့ဂျာဝင်ဆက်ဆက်ပေးမှုကြောင့်ပဲကိုကန်တပ်ဖွဲ့ MNDAA ဟာ2024ခုနှစ်ဩဂတ်စ်3ရက်ကတင်ပိုက်ထားတဲ့လာရှုမျိုးကိုဒီမြမတက်မတော်ထံကိုပြန်လဲလွှဲပြောင်းပေးခဲ့ပြီးတော့သူကတော့ကိုကန်အထူးဒေတာတက်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်။ဒါပေမဲ့လည်း TNL နဲ့မြမတက်မတော်တို့ကတော့2025ခုနှစ်ဇန်နဝါရီလ15ရက်နဲ့16ရက်ကတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လည်းသဘောတူညီချက်မရဘဲနဲ့ဆွေးနွေးမှုကတော့အဆုံးသတ်ခဲ့တာပါအဲဒါကြောင့်မို့လို့ပေါ့လေတရုတ်နိုင်ငံရဲ့ဂျာဝင်ဆက်ဆက်မှုနဲ့2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်မှာတရု ုတ်နိုင်ငံကုမင်းမြို့မှာအပြစ်ခတ်ရက်စဲနိုင်ရဲ့ထပ်မံပြီးတော့တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်ကတွေ့ဆုံမှုမှာတော့မိုးကုံမိုးမိတ်မပေးနောက်ချိုတီဘောကြောင်းမဲစရဲဒေတာတွေမှာရှိတဲ့ TNL တပ်ဖွဲ့တွေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုပြန်လည်ဆုတ်ခွာဖို့တက်မတော်ဘက်ကသဘောထားရက်တီခဲ့တာကြောင့်ဆွေးနွေးပွဲအဆင်မပြေဘဲအဆုံးသတ်ခဲ့လို့လည်းသိရပါဗျ။ဟုတ်ပါတယ် ရအခုလက်နက်ကင်အင်အားစုတွေရဲ့စိတ်ထဲမှာကငါတို့နေနေမီများများတိန်းထားမှရမယ်အဲ့ဒါမှဆွေးနွေးတဲ့အခါကျရင် NASA ကအနေနဲ့ကမတို့ပြောသမျှလိုက်ရောရမယ်ဆိုပြီးတော့စဉ်းစားထားတဲ့အတွက်ကြောင့်ဟိုကလည်းအတင်းတိုက်တာမျိုးလိုဒီကလည်းအတင်းတိုက်တာမျိုးလိုရှိတယ်ဟိုတိတ်မကြခင်မှာဆွေးနွေးရရမယ်ဆိုတာကအကုန်လုံးကသဘောပေါက်ပြီးသားဖြစ်တယ်ပေါ့လေ NASA ကအနေနဲ့ကလည်းဒါဒီမဆုံးရှုံးအောင်ဆုံးရှုံးပြီးသားတွေကိုပြန်ယူနိုင်အောင်လုပ်ရမှာဖြစ်တယ်ပြီးတော့ဒီလက်နက်ကင်တွေဘက်ကတော့ပြပြတတာရှိတယ်ပေါ့လေပြပြတတာလှုပ်ဆောင်နေရလေတွေ့ရတယ်အဲ့လိုပဲ NASA ကအနေနဲ့ကလည်း CEO နိုင်ငံရေးကိုတပြိုင်တည်းသွားတင်တယ်ပေါ့လေအဲ့လိုလုံးနိုင်မှာပဲတွေ့ဆုံဆွေးနွေး ရေးညှိနှိုင်းရေးတွေကပြန်ပြီးတော့ပွင့်လင်းသွားမယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ်။ပြီးတော့လက်ရှိမှာကပေါ့လေအရက်ခတ်တော်အေးကလည်းဒီမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာမြမတက်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အေးကရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်16မြို့နယ်မှာစစ်တွေကြောက်ဖြူမအောင်မြို့ကလွဲလို့ရှိရင်ကြံမြို့နယ်တွေအလုံးကိုထိန်ချုပ်ထားနိုင်တဲ့အနေအထားမှာရှိနေတာပါဒီလိုပဲပေါ့ TNL ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမှာနမ်ခမ်းနမ်ဆန်မန်တုံနမ်မတူမိုင်းကိုကြောင်မဲနောက်ချိုကုတ်ခိုင်တီဘော မိုးမိတ်မဘိန်းနဲ့မန္တလေးတိုင်းဆိုင်ကြီးအတွင်းကမိုးကုတ်တို့ကိုထိန်းချုပ်ထားရတယ်ဖြစ်ပါတယ်။အဲ့နောက်မှာတော့ MNDAA ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာသိန်းနီလောက်ကိုင်းကုံချမ်းဖောင်းဆိုင်မုံကိုချင်းရှိခေါ်နဲ့ကုတ်ခိုင်တို့ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ပေါ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းကချင်ပြည်နယ်မှာစွန်ပရာဘုံအင်ဂျန်ရန်စဒုံချီဖွေစော့လုံဖီမော်ပန်ဝါထော်ဖုံရန် စင်ဘိုမြို့လမန်စီကံပိုက်တီ ဝုံမောင်းမြို့တွေနဲ့နေဆက်ကုံသွဲရေးမြို့ဖြစ်တဲ့လွယ်ကျယ်မြို့တွေကိုထိန်းချုပ်ထားတာပါ။စကိုင်းတိုင်းစာကြီးအတွင်းကရွှေပြည်အေးဖောင်ပြင်ပင်လယ်ဘူးခက်ပတ်မြို့တွေကိုလည်း KIA PDF တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီမြမအရေးကိုတရုတ်နဲ့ TNL ရဲ့ချင်းကပ်ပုံကဘာလီကွာချာနေလဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးကြပါမယ်။ ဒီမြန်မာပြည်လက်နက်ကင်ဒေါ်လာရေးကိုဆင်နွှဲနေတဲ့ TNL နဲ့မြန်မာပြည်တည်ငြိမ်ရေးကိုလိုလားနေတဲ့တရုတ်တို့ရဲ့မြန်မာပြည်ရေးချင်းကမှုကကွဲပြားခြားနားမှုတွေရှိနေတယ်လို့ပြောဆိုရတဲ့နေရာမှာပေါ့လေဘလို့ကွဲပြားနေလဲဆိုပြီးတော့မေးခွန်းတွေထုတ်လျက်ရှိနေပါတယ်ဒီတရုတ်နဲ့ TNL ကြားမြန်မာနိုင်ငံရေးချင်းကမှုကွာခြားတာကြောင့်အဖြေရှာတဲ့နေရာမှာလည်းအခြေအနေတွေကကွာခြားသွားတယ်ဆိုပြီးတော့ဒီ TNL ရဲ့တွဲဖက်အထူးတွေအတွင်းရေးမှုနှစ်ဗိုလ်မှူးကြီးတာပန်လာကမေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်ဒီလက်ရှိအခင်းကျင်းဟာမြန်မာနိုင်ငံရေးဖြစ်တာကြောင့်မြန်မာနိုင်ငံသားတွေမှသာအဓိကဆုံးဖြတ်ပိုင်ခွင့်ရှိပေမဲ့အင်ဂျင်နိုင်ငံအနေနဲ့လည်းကင်းကွာလို့မရဘူးပေါ့လေဒီတရု ုတ်ရဲ့ကြီးကြပ်ပေးမှုကလည်းအများကြီးအထောက်အကူပြုကြောင်းကိုသူကပြောကြားခဲ့ပါတယ် ပြီးတော့ဗောလေဒီနေရာမှာဒီချင်းကပ်မှုတွေကကွာခြားတော့အဖြေရှာပုံကလည်းနည်းနည်းကွာသွားတဲ့သဘောဖြစ်တယ်ဆိုပြီးတော့ပြောဆိုတာတွေ့ရပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့ချင်းကပ်မှုပုံစံကကြတော့ဒီမိုကရေစီအစိုးရကိုဒီမြန်မာတက်မတော်ကနေအာဏာသိမ်းလိုက်တယ်ဗောလေဒီအာဏာသိမ်းပြီးတော့ဒီလက်ရှိမှာတော့လူထုကဒုက္ခတွေခံရတယ်ပြီးတော့လေကြောင်းနဲ့တိုက်ခိုက်တာတွေရှိနေတယ်ဗောဒါကြောင့်မို့လို့တက်မတော်နဲ့နတ်ဆက်ကကိုဖြုတ်ချပြီးမှနိုင်ငံကိုပြုပြင်ပြောင်းလဲလုပ်ရမယ်ဗောလေဒါပေမဲ့အင်းကြီးချင်းကချင်းကပ်တာမျိုးကကြတော့အဲ့ဒီလိုမျိုးမဟုတ်နေဘူး သူတို့ဘေးမှာရှိနေတဲ့နိုင်ငံကတည်ငြိမ်မှုမရှိနေဘူးတည်ငြိမ်မှုမရှိနေတဲ့အတွက်ဒီသူတို့နယ်စပ်မှာဆိုလို့ရှိရင်ထိခိုက်မှုတွေကရှိရပေါ့လေအဲဒါကြောင့်မို့လို့ပဲဒီနိုင်ငံကတည်ငြိမ်မှုလိုအပ်တယ်ပေါ့တည်ငြိမ်မှုငြိမ်းချမ်းမှုရရှိဖို့အတွက်ဒီချင်းကတ်တာမျိုးဖြစ်တယ်ပေါ့လေဒါကြောင့်မို့လို့ဒီချင်းကတ်တဲ့ပုံစံတွေကကွာခြားတဲ့အတွက်ကြောင့်မို့လို့အဖြေရှာပုံကလည်းကွာသွားတာမျိုးဖြစ်တယ်ဆိုပြီးဘုံမူဂျီတာပန်လာကပြောခဲ့တာပါမြမတက်မတော်ဘက်ကတစ်တုံညာနှစ်ကိုဆက်စင်ကာလအတွင်းမှာတော့ဒီ TNL သိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲတီပေါ်မိုးကုတ်မိုးမိတ်အစရှိတဲ့ဒေသတွေကလည်းစုခွာပေးဖို့တောင်းဆိုတာကြောင့် ီတွေ့ဆုံဆွေးနွေးမှုမှာတော့သဘောတူညီမှုမရဘဲနဲ့အဆုံးသတ်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့လည်းဒီလာမယ့် August လမှာတော့ထပ်မံတွေ့ဆုံဖို့နှစ်ဖက်သဘောတူထားတယ်လို့ TNN ဘက်ကထုတ်ပြန်ထားပါဗျ။ဟုတ်ပါတယ်။ပြီးတော့ဒီ TNN လေးအနေနဲ့ကမိုးကုတ်ပေးနိုင်မလား၊ဟိုကပေးနိုင်မလား၊ဒီဟာပေးနိုင်မလားဆိုတာမျိုးတော့လောလောဆယ်တော့မရှိသေးဘူးပေါ့လေ။သူတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တွေရဲ့အတန်တွေကိုတည်ထားရမှာဖြစ်တယ်လို့ပူပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူသူရဲ့အတန်ကိုလည်းအလေးထားရမှာဆိုပြီးတော့ပြောဆိုမှုတွေရှိပါတယ်။လောလောဆယ်သူတို့ဘက်ကရက်တိချက်ကတော့ရောက်တဲ့နေရာမှာရက်မယ်၊တိုက်ခတ်မှုတွေရက်မယ်။ပြီးတော့လူသူကိုပူပေါင်းလှုပ်ဆောင်သွားလာခွင့်ပေးမယ်။အဲ့ဒီ၃ချက်နဲ့ရက် တည်ထားတယ်ဆိုပြီးတော့ဒီ TNL ရဲ့တွဲဖက်အထွေထွေတွင်းရင်မှုနဲ့ပုံမှုကြီးတာပန်လက်ကပြောကြားခဲ့တယ်။2023ခုနှစ်အောက်တိုဘာ29ရက်ကစခဲ့တဲ့ဒီတက်တုံညာနှစ်ခွန်ဆစ်စင်ရေးကာလအတွင်းမှာကိုကန်တက်ဖွဲ့ MNDA နဲ့မြန်မာတက်မတော်ကြားမှာအပြစ်ရဲဆွေးနွေးနိုင်ခဲ့ပေမဲ့ TNL နဲ့ကတော့ညှိနှိုင်းမှုအဆင်မပြေသေးပဲဖြစ်နေတာပါ။အဲ့ဒီပြင် TNL နဲ့မူဆဲနမ်ခမ်မိုင်းဝီကုတ်ခိုင်သိန်းဒီမန်တုံနမ်တူနမ်ဆန်မိုးမိတ်မိုင်းကော့ ဒီကြောင်မဲတီဘောနောင်ချိုစတဲ့ဒေသတွေကိုစူးစီးပြီးတော့ပလောင်ပြည်နယ်အဖြစ်သတ်မှတ်ဖို့ရည်မှန်းထားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဟုတ်ကဲ့ပါဒီတစ်ပတ်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကလည်းစုံသွလဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညံလိုက်ရအောင်လေ။ကောင်းပါပြီရှင့်။အခုဆွေးနွေးတင်ဆက်ပေးခဲ့တာကတော့ CNI သတင်းဌာနရဲ့တပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေကြပါစီရှင်။